ုံးမြင့်တညာကိုကြည့်ရှုနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့ပထမဦးစွာနှုတ်ခွန်းဆက်သချင်ပါတယ်ခင်ဗျာဓမ္မဒုဒဆရာတော်ဒေါက်တာအရှင်စေကိနာရဲ့စကားတတ်ပညာဆိုတဲ့သင်တန်းစီစဉ်ကိုရန်ကူးပြီးတော့တင်ဆက်ပေးနေရဖြစ်ပါတယ်ဒီစီစဉ်ကနေပြီးတော့စကားအရာမှာလိမ္မာကျွမ်းကျင်စေဖို့စကားတတ်ပညာနဲ့ပတ်သက်ပြီးတော့ပုံမူသိရှိမှတ်သားခွင့်ရစေဖို့အတွက်ရည်ရွယ်ပြီးတော့ရန်ကူးခြင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ရည်ရွယ်ချက်တွေကျွန်တော်တို့ရဲ့ဆွေးနွေးတင်ဆက်ပေးမှုတွေကနေတဆင့် ပြည်သူများအတွက်လည်းတော်တော်လေးအကျိုးရှိခဲ့မယ်လို့ကျွန်တော်တို့ထပ်တူထပ်မမျှော်လင့်မိပါရစေ။စကားအရာမှာလိမ္မာကျွမ်းကျင်မှသာလျှင်ကျွန်တော်တို့ရဲ့လူမှုပေါင်းသင်းဆက်ဆံရေးတွေမှာများစွာသောအထောက်အကူဖြစ်စေမှာပါ။ဒါကြောင့်လည်းပဲဒီနေ့မှာစကားတက်ပညာဆိုတဲ့ခေါင်းစဉ်နဲ့အတူဆရာတော်ရဲ့အဆွေးနှိမ်မင်ကြားမှုတွေကတဆင့်ကျွန်တော်တို့အတွက်ဘယ်လိုမျိုးနည်းလမ်းတွေထပ်မံပြီးတော့ရှာဖွေတွေ့ရှိရုံမလဲ။ကျွန်တော်အခုလက်ရှိတွေ့ကြုံခန်းစားနေရတဲ့ပေါင်းသင်းဆက်ဆံမှုတွေမှာဘလောက်အတိုင်းအတာထိ ပြဿနာဖြစ်ရှင်းမှုအတွက်အထောက်အကူဖြစ်စေမလဲဆိုတာကိုစိတ်ဝင်တစားကျွန်တော်တို့ကနာယူမှတ်သားခွင့်ရကြအောင်ပါပါ။ဒါဆိုရင်ဘလူးကျောင်းအရီပါဝင်မလဲဆိုတာအားလုံးပဲအထူးထူးနာယူမှတ်သားကြအောင်ပါခင်ဗျာ။ဘမနုစကားအတတ်ပညာမှာနီးတွေအများကြီးပဲ။နီးတွေအများကြီးပဲ။ဒါလည်းဘမုံကစကားပြောဝါသနာပါလို့ဒီလိုဖြစ်လာတာမဟုတ် စကားနားထောင်ရတာဥပဒနာပါတာတခါပြောခဲ့သလိုပဲစာတအုပ်ဖတ်လို့အချိန်ကုန်မဲ့အစားအချိန်ရှုံ့ပြီးမြေကျော်ရှုံ့ပြီးတော့ဟိုလူတယောက်ပြောတာကိုနားထောင်လိုက်ရင်တော်တော်အရသာရှိတယ်ဟိုပြည့်ပြည့်စုံစုံနဲ့သိရတယ်တကယ်ပြောတဲ့သူကစာဖတ်ပြီးပြောတာရေတကယ်သူအတွေ့အကြုံပြောတာရေအဲ့လိုလဲကွာတယ်ဟိုသိတာလည်းပေါ့လေ ဒါပေမဲ့တချို့ကြတော့လဲစာဖတ်ပြီးပြောပြီးမယ်တကယ်အတွေ့အကြုံကိုယ်တိုင်တွေ့သလိုမျိုးလဲပြောတတ်တဲ့သူတွေလည်းရှိတယ်။ဟိုဘုံကတော့ပြောစရာတွေကတော့ဟိုနောက်ရက်နောက်ရက်တွေလည်းရှိသေးတော့လေ။ဒီအရွယ်တွေပြောရင်ဒီအရွယ်တွေ ਨੇ ပြောတဲ့အခါမှာဒီအရွယ်တွေကသိချင်တာပါလေ။ခုနမိဘနဲ့သားသမီးမျိုးလူကြီးနဲ့လူငယ်မျိုးဝန်ထမ်းတွေများတော့ဒီအကြောင်းတွေပဲပြောကြတာ။ဟိုခုနတန်းရှစ်တန်းကိုယ်တန်းပြောတာနဲ့ကိုယ်တန်းဆယ်တန်းပြောတာနဲ့မတူပြန်ဘူး။အဲ့တော့အရွယ်ပေါ်မူတည်ပြီးကွာသွားတယ်။ ဒီအသက်30 40 50အရွယ်တွေကွာသွားတယ်။ယာဓုတွေကွာသွားတယ်။လုပ်ငန်းခွင်တွေကွာသွားတယ်။အဲအဲ့ဒါလိုမျိုးတွေပေါ်မှာလည်းနီးပညာတွေအများကြီးရှိတယ်။ဟိုဖုံဖုံအနစ်အကုန်လုံးကတော့နှစ်သက်တာပါပဲစကားပြောတဲ့နီးပညာတွေမှာအနစ်သက်ဆုံးကတော့နှမျိုးရှိတယ်။စကားပြောတဲ့အခါမှာနားထောင်ဖုံဖုံပြောပြီးပြီနော်ဖုံဖုံကဟိုပြောတာဝါသနာပါတာမဟုတ်ဘူး။နားထောင်တာကိုဝါသနာပါတာ နားထောင်တဲ့အခါမှာဒီဒီနားထောင်ရင်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 ねဒီတွေးရတာဟိုညံနေပေါ့လေမနေ့ကတော့ဇာတိတစ်ခုဟိုဇာတန်းထိုးတာ BBC လာဟိုအလားမသိ CNN လာမသိ Dare to go deep တဲ့ဒါလေးရေးထားတယ်အီတလီယန်တဘောကြတော့တဲ့ဒီစကလုံးလေးဒီနဲ့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 စီကိုဆွဲခေါ်သွားတာစကားပြောတဲ့သူတွေ ဟိုမတိသေးတာကိုတိတာဟိုမတိသေးတာကိုနားထောင်လို့တိကျင်တာတမျိုးဒါကအစ်စမ်းကိုတိတာပေါ့ဘုရားနဲ့နဲ့နဲ့ကိုပြောကြတဲ့စကားတွေရှိတယ်အဲ့ဒါမျိုးကိုနားထောင်လိုက်တာအားရတာရှိတာနောက်တစ်ခုကြတော့နဲ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 ့တော့မဟုတ်ဘူးအရသာရှိတယ်နားထောင်လိုက်ရရင်ကိုยีရတာလေဟိုยีเสียဟာပေါ့တို့ချွยีเสียပြောတတ်တဲ့ဟာยีတယ်ยียีရတာကိုဟိုအရတယ်ဒါတော့လေ ဟိုပြောတတ်တဲ့သူကဘလောက်ပြောတတ်ပြောတတ်ပါတချို့ရည်စရာဟုတ်ရည်စရာမှန်းမသိတဲ့လူတွေရလည်းရှိသေးတယ်ကြုံဘူးမလားမသိကြုံဘူးတယ်မလားဟဲ့ရည်ဟဲ့ရည်ဟဲ့လို့ပြောရအောင်ထီးပြောယူရတာအဲ့လိုလည်းရှိသေးတယ်ကဲအားလုံးကတော့ရန်ကုန်ကရည်ပဲမဟုတ်တော့ပါဒါဒါကတော့စစ်တွေမှန်းသိတယ်အညာဘက်ကရောပါညာလားမပါဘူးနဲ့တူတောင်ကြီးပဲရောအမိုးကောက်ကောက်ဟောတာ မိုးကုတ်ဆိုတော့ပိုအေးတာပေါ့နော်ဆောင်းတွင်းဆောင်းတွင်းမှာရေချိုးတော့နိသိပါတယ်ဆောင်းတွင်းရေချိုးအညာရေဆိုရင်ဟိုအိုးကြီးတွေစီကြီးတွေနဲ့ထားတာရေခံကြီးတွေနဲ့လေအမလီတအားအေးတာပေါ့အဲ့ဒါအဲ့ဒီတယောက်ကရောက်လာရောအညာအဲ့ရေချိုးမလားအာမချိုးချင်မှုအေးတယ်မဟုတ်ချိုးပါချိုးကြည့်သမားမဟုတ်ဆိုတော့အာမချိုးရဲ့ဦးအေးတယ်အမလီပထမတစ်ခွက်ပဲအေးတာ ပထမတစ်ခွက်ပဲအေးတာနောက်ခွက်ဆိုမအေးတော့ဘူးနောက်ထပ်တစ်ခွက်ခတ်ချင်တော့ခတ်ချိုးချင်တော့ချိုးမအေးတော့ဘူးဟုတ်လားအဲ့လိုဆိုလဲချိုးကြည့်မယ်လေးဆိုမယ်ရေတုကနဲ့ဝင်ပြီးတော့လေတစ်ခွက်ခတ်စမ်းကြည့်လိုက်အေးလိုက်တွန်ပြစ်လိုက်နောက်တစ်ခွက်ခတ်လိုက်စမ်းကြည့်လိုက်အေးလိုက်တွန်ပြစ်လိုက်နဲ့အခွက်20 30တာခတ်တယ်သူမချိုးဘဲနဲ့ထွက်ဘာလို့ဆိုအပထမတစ်ခွက်တည်းအေးတယ်လို့ပြောတာနောက်ခွက်ကြတော့လည်းအေးတာပဲအေးဒါဒီလူတွေမဆိုးဘူးဟာတာကိုခံယူတတ်တယ် တချို့အဲ့လိုပြောတာကိုကြီးစရာမထင်ဘူးကဲဟမ်ဟမ်ဆိုအဲ့လိုလုံးနေတာဆိုတော့သူ့တဘာဝကဒီတစ်ခွက်ခတ်လိုက်လို့ရှိရင်အတကူလုံးလောင်းအေးသွားပြီးနောက်ဟာကျတော့သွေးပူသွားတယ်ဆိုတာကိုသိထားအောင်မဟုတ်အဲ့လိုမသိတော့မလီပထမတစ်ခွက်ပဲအေးတာဆိုတော့မအေးချင်တော့ခတ်လိုက်တိုးလိုက်အေးလိုက်သွန်လိုက်ခတ်လိုက်တိုးလိုက်အဲ့ဒီပဲလိုက်မသွားနဲ့အတက်ပညာကိုပြောတာ တော့ဖုံးမလဲသိချင်ပါတယ်မိုက်ကင်တဲ့သူတွေကစပြောမလားရည်စရာလေးပြောတမိနစ်ဖြစ်နှစ်မိနစ်ဖြစ်ပြောဒီလိုကွယ်ဖုံးမလို့ညီမတွေထဲမှာလင်းတွေနဲ့အဲ तू ကဟိုညီမ၃ယောက်ဖုံးမလို့ညီကိုဖုံးမလို့10ယောက်ရှိတယ်ညီကိုယောက်ျားလေးကြီးပဲ9ယောက်မောင်နှမတွေထဲမှာညီမတွေကြီးပဲ3ယောက်လင်းတွေဆိုတာအလတ်မှာဟိုတနေ့ကပဲသူ့အကြောင်းပြောကြသေးတယ်ဖုံးမလို့မှတ်မိပါတယ်သူ့ အကြီးမနန်းွယ်က ပြန်ပြောတယ်အသူကဒီလိုအိမ်မှာဆိုရဲဟင်းချက်ကြပါညဆိုဟဲ့လင်းတော့လာစားငရုတ်သီးလေးထောင်းစားရော့ငရုတ်သီးရေစိမ်ပြီးသားလေးထောင်းလိုက်ဟင်းချက်မလို့တော့ပါပါစားဟာမီးငရုတ်သီးခိုက်ငရုတ်သီးထောင်းတာလွယ်ရင်ကျန်တာခိုင်းဟောအေးအေးအေးကဲအဲ့လိုဆိုလည်းငါပဲထောင်းပါဆိုထောင်းဟဲ့ဆန်လေးဆေးလိုက်စားအမလီမီးဆန်ဆေးတာလွယ်ရင်ကြိုက်တာခိုင်းဟွန်း ကဲကဲကဲဈေးသွားဝယ်လိုက်စမ်းချက်ဦးလေးသွားဝယ်စမ်းအဲဘာလေးငါးလေးသွားဝယ်စမ်းဝီဈေးဝယ်တာလွယ်ရင်ကြိုက်တာခိုင်းအဲ့တော့ဟိုအဲ့လိုပေါ့ဒီရီအောင် ပြောတာတို့မဟုတ်ပေမဲ့ဒါတွေရီစရာကြီးတွေဟုတ်လားတကယ်ရီစရာဖြစ်အောင်ဟိုဟွာရှိပါတယ်ကွာထီးကောက်ကြီးနဲ့လေစကားမပြောဘဲနဲ့ရီစရာလုတ်တဲ့လူရှိတယ်မို့လားဟာဟာအေးကိုလည်းပဲစကားမပြောဘဲနဲ့ရီအောင်လုတ်တတ်ပါတယ်ဟမ်ငါဆို ကဲဘယ်သူပြောမလဲညီစရာပြောခိုင်းတာလွယ်ကျွန်တော်ကုန်ခိုင်းရတာတရားပြီးသွားပြီဒီလိုကျတော့ငငယ်တုန်းကအရိုက်ခံတယ်လေသွားတတိယတယ်ဒီလိုလိုကြောင်းနေစီရလေမိဘဆရာပူပေါင်းကလေးပညာကောင်းဆိုတာအဲ့ဒါဆိုင်းမို့တက်ပြီးတော့ကလေးစိတ်မကောင်းလို့ပြင်တော့ရိုက်ခံဘူးတော့ဒီတော့ကလေးဒုက္ခရောက်ဆုံးတကယ်လည်းစိတ်မကောင်းဖြစ်လို့တက်ရတာကရေတော့ဟုတ်တယ်ဟိုဘယ်လိုခေါ်မလဲ ဒီမိဘဒီနဲ့ဆရာဒီနဲ့ပေးကိုမတွေ့တာကောင်းတယ်။မူကြီးကပြောတာတကယ်ပေးမတွေ့တာပြောတာမဟုတ်ဘူး။ကဲပြောသမီးပြောမလို့လား။ဟုတ်ကဲ့ဆရာ။အေးပြောတယ်မင်း။တပည့်တော်ပေါ့ဟာတာတစ်ခုပေါ့နော်အဲ့ဒါတကယ်အတွေ့အကြုံတစ်ခုလည်းပါရဲ့ပေါ့ဘုံဘယ်လိုလဲဆိုတော့ တနေ့ပေါ့အိမ်ကနေပြီးတော့ shopping ထွက်မယ်ဆိုပြီးတော့တပည့်တော်နဲ့အတူတူတပည့်တော်မိလဲပါတယ်။ပါပြီးတော့အပြင်သွားကြတယ်။အပြင်သွားကြတော့ shopping center တော်တော်များများအမေကဟိုတပည့်တော်ကနေရနေပြီးတော့တက်လာလဲပါတယ်ပေါ့နော်။အရင်တော့ကပေါ့အဲ့ဒါနဲ့သွားကြအောင်ငယ်ငယ်တုန်းကအဖြစ်ပြက်လေးပါ။အဲ့ဒါသွားကြတော့ဓာလီကားပေါ့ဟိုစစချေတက်တော့အမေကမတက်ရဲဘူးငယ်နေရဆိုတော့တပည့်တော်တွေက ူကဓာလီကအဲ့လိုမျိုးလှမ်းတာကိုမလှမ်းရဲဘူးပေါ့နော်အရင်ကြောက်ကြတယ်နေရတော်တော်များများလေအခုထိလေဒါပေမဲ့တော့အဲ့လို shopping center ကတွေ့သေးတယ်အဲ့လိုမျိုးအဖိုးကြီးတို့အဖွားကြီးတို့ပေါ့နော်အဲ့လိုမျိုးလှမ်းတာအရင်ကြောက်တယ်ဘာလို့ကြောက်လဲတော့မသိဘူးကျွန်တော်ညမှာဆိုလို့နဲ့တူတယ်အဲ့လိုမျိုးသွားကြတော့ 嗯，小白说那条路喵喵，他那个是路线，我们沿着路线陪路人了，你们看他啥子样？平平哦，特别是我爱那样啊，那边我们不拉杂片哦，陪恁娘那样表面片的，这里讲他那样不喏，那边我们不拉杂表面。好啦，那边我们说一路表面。好点，好点，不要表面，俺路片的咯，么都有不喏，俺路有这段也行嘛，这里讲表面片的么都有，是干的漂漂的这段，再来再话哦。 ဓာတ်လီကတကယ်ကိုအပေါ်မရဘူးမသိဘူးစကားရပြောပါမသိအောင်ဖိလဲပြီးအောင်အော်ဖိနာကောင်းလေးတက်ကထပ်ပြောတယ်အမားတို့လည်းဒီလိုတက်နေမယ်ဆိုလို့ရှိရင်လည်းရှေ့ဘရောမှရောက်လာမှာမဟုတ်ဘူးတဲ့အဲ့လိုပြောပါတယ်အဆောင်ပါပဲတီးရဓာတ်လီကကြီးရပြောင်းပြန်တက်နေတာပေါ့ကျွန်တော်လူ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 ဓာတ်လီကတော့ပြောင်းပြန်ဖြစ်ပါစေပြီးတာဓာတ်လီကပြောင်းပြန်တက်နေရောလူရောလူကရှေ့ကိုဘရောမှမရောက်ပါဘူးဓာတ်လီကကြီးကပြောင်းပြန်တက်နေလူကလူကတော့ပြောင်းပြန်မဖြစ်ဘူးလူကမှမဖြစ်ဘူးပြီးတာပဲကဲဟုတ်ပြီပြော အာတပြည့်တော်ကကြာဒီအတုံးနှုံးနဲ့ပတ်သက်ပြီးရနည်းနည်းလေးဆိုင်နေဟာတာလို့ပဲပြောရမလားပေါ့တခါကျတပြည့်တော်အမြင်နဲ့ကြုံရတယ်အဲ့ဒါပွဲတွေကိုတပြည့်တော်သွားရင်အင်တာဗျူးမေးတယ်ဖေ။အင်တာဗျူးမေးတဲ့ခါကျရင်အဲ့မှာ ဟိုလူကြီးတွေပေါ့နော်လူကြီးပိုင်းမြတ်မြတ်တော်တော်များအောင်မေးရတယ်အဲ့ဒီခါကျရင်တချို့မိန်းမကြီးတွေပေါ့နော်နည်းနည်းတပြည့်တော်ထက်လည်းအသက်ကွာပါတယ်ဒါပေမဲ့သူတို့တွေကမိန်းမကြီးတွေမလုပ်နိုင်ဘူးအမျိုးသမီးကြီးတွေအမျိုးသမီးကြီးတွေပေါ့ဗျာသူတို့ကဟိုတပြည့်တော်ကအလိုသူတို့ဟိုအန်တီလို့ခေါ်ရင်တချို့တွေကမကြိုက်ဘူးဒါမလုပ်ပါဘူးတပြည့်တော်အဲ့ခါကျတော့တပြည့်တော်အဲ့ခါကျတော့သူတို့ဟိုအမလို့ခေါ်ပါတယ်အဲ့တော့တပြည့်တော်အော်ကိုယ့်ထက်ဘလောက်ပဲအသက်ကြီးကြီးဟိုအမပေါ့အမဒါလေးဖြစ်ပြီပါအဲ့လိုပြောတယ်တချို့တွေကလည်းတပြည့်တော်ကအမလို့မေးပြီးခါမှသူတို့က အော်တမီအန်ဒီကလေးပြန်ပြောတပြို့မေးတဲ့မေးခွန်းကတမျိုးကြီးဖြစ်သွားပါဗျာအဲ့နဲ့တပြို့ကအော်နောက်တစ်ခါကျရင်တော့ဟိုအန်ဒီလို့ခေါ်မယ်ပေါ့နော်ဆိုတော့အန်ဒီလို့ခေါ်တဲ့ခါကျတော့ तू ကသူ့ခေါ်တော့မကြိုက်ပြန်ဘူးအမားလေးပြန်ပြန်ဖြစ်ပြန်တော့ तू ကလူအမျိုးမျိုးဖြစ်နေရဗျာအခေါ်ကတချို့တွေကကျအမားလို့ခေါ်တာကြိုက်တဲ့သူရှိရဲ့တချို့တွေကျတော့လေဟိုအမားလို့ခေါ်တာမကြိုက်ဘူး ဟိုအန်တီပေါ့အန်တီသမီးအဲ့လိုပြောတာကြိုက်တယ်အဲ့ဒါအင်တာဗျူးရောကဟိုဒီလိုအင်တာဗျူးမေးနေတာဖြစ်နေတဲ့အတွက်ကြောင့်ဟိုဒီအခေါ်ဝေါ်မှောက်ဝိုင်းလည်းပြန်ပြောင်းပါငွေမရှိတော့ဘူးတပြည့်ရောသူ့အမလို့ခေါ်လိုက်ရင်သူကအန်တီလို့ဖြေလိုက်တယ်အဲ့ဒါအင်တာဗျူးရောလွဲသွားအောင်အဲ့ဒါတပြည့်ရောပြန်ပြီးနောက်တစ်ခါအန်တီလို့ခေါ်မယ်လို့ပြောပြန်သူတို့ကအမပြန်ဖြစ်သွားပြန်ရောတပြည့်ရောဘယ်လိုခေါ်ရမလဲမသိဘူးခါရဲကြတယ် တော်တော်များကြွားပါတယ်။နောက်ဦးလေးတွေပါအရွယ်ကြီးလည်းမင်းနေအဲ့လိုမျိုးအကူခေါ်လာဦးလေးခေါ်လာဘယ်လိုခေါ်အောင်မသိတော့ဘူးခင်ဗျာ။ဒီမှာဟိုမိဘညီကိုမောင်နှမဘာညာအကုန်ပြောတယ်မို့လား။တင်ပါဗျာ။ပြောဖို့အကုန်လုံးစုံအောင်မမအန်တီအတော်အဖွားအဲ့ပြောစနာပါတယ်ပထမမေကွန်အကုန်ခေါ်လိုက်မယ်နောက်မေကွန်ကြိုင်ဦးလေးခေါ်လိုက်ပါမယ်။အေးအေးအေး။တင်ပါဗျာ။ဖမုံတို့တကယ်တမ်းကြတော့စကားအတတ်ပညာမှာလူတယောက်ကိုငိုးအောင်လဲပြောတတ်ရတယ်။ရီးအောင်လဲပြောတတ် ကိုအောင်ပြောဖို့ခက်တယ်လို့ရည်အောင်ပြောဖို့လည်းခက်တယ်ခက်တယ်ဆိုတာကဒီငိုးရာရည်တာကအဓိကမဟုတ်တော့တဖက်လူကိုပဲစိတ်ပါလာတဖက်လူကိုပြောတဲ့စကားပဲစိတ်ပါလာဘူးကိုပြောတဲ့စကားတွေနစ်သွားဘူးအဲ့ဒါကအဓိကပဲဟိုဖြစ်နိုင်ရင်တော့ဖြစ်လဲဖြစ်နိုင်မှာပါလေဟိုလူတယောက် ရဲ့စိတ်ဓာတ်ကိုမျက်နှာအရေးကြီးကြည့်ပြီးတော့ဖမ်းတာထက်ဒီလူတယောက်ကိုကြည့်စရာမလိုပဲနဲ့အနားရောက်သွားတာနဲ့ဒီလူရဲ့ဓာတ်ပေါ့လေစိတ်ဓာတ်ပေါ့အဲ့လိုကိုသိတဲ့အခြေအနေမျိုးအထိရောက်အောင်စ조사စီခြင်းတယ်ဒါလည်းစကားအတက်ပညာမှာပါတယ်စကားအတက်ပညာမှာမဟုတ်တခြားအတက်ပညာတွေမှာလည်းပါတာပဲဘယ်အတက်ပညာပဲဖြစ်ဖြစ်စိတ်မပါပဲနဲ့ ဘယ်လုံးမှလုံးလို့မရဘူးတကယ်တမ်းကျတော့စကားပြောလဲစိတ်တက်ချင်းပြောကြရတာအတန်ကအပေါ်ရမယ်အလုံးလုံးလဲပဲစိတ်တက်ချင်းပြောကြလုံးကြရတာအမှုအရာကအပေါ်ရမယ်အဲ့တော့စိတ်တက်ကိုပဲဟောတတ်တော့စိတ်တော့တူစောလို့ပြောသလိုဒီစိတ်ကြောင့်မို့ဖြစ်လာတဲ့အတန်ပဲလေစိတ်ကြောင့်ဖြစ်လာတဲ့အတန်ဆိုတော့အဲ့ဒီစိတ်ပိုင်းဆိုင်ရာကိုပါနားလေတဲ့အစဉ်မျိုးတိဖြစ်စေတယ် ဖမုန်းတို့ကိုဖမုန်းတို့စကားပြောတတ်တယ်လို့တော့အဲ့လိုမတွက်ပါဘူးဒါပေမဲ့နည်းနည်းတော့အကင်းပါတယ်ဟိုရိတ်မိတယ်အခြေအနေသိတယ်ဟိုဖမ်းမိတယ်ပေါ့အဲအဲ့လိုမျိုးလေးတွေထိဟိုဖမုန်းတို့ကဖြစ်စီခြင်းတယ်ဟိုကြိုးလဲကြိုးစားကြပေါ့ကြိုးစားတယ်ဆိုတော့ဘယ်လိုကြိုးစားမှာတုံးဆိုတော့ဒီအတီလေးရအသွားရင်လူတယောက်နားရောက်လိုက်တာနဲ့မျက်စိမိတ်ရင်မိတ်ဖွင့်ရင်ဖွင့်မိတ်เสียမလို့ဘူးပေါ့လေ မရင်လမ်းမှာဆုံးလူတိုက်သွားခဲ့တယ်နော်အဲ့တော့ဒီတယောက်စီကဓာတ်ဘာကိုကြိုက်တယ်လဲဘာကိုမကြိုက်ဘူးလဲဘာဖြစ်နေတယ်လဲမဖြစ်ဘူးလဲဆိုဟိုအဲ့လိုဖုံဖုံပြောတော့နည်းနည်းနားရှုပ်သွားလားအဲ့လိုစိတ်ထဲကခံစားဘူးသလားဆိုတော့မိဘတွေနဲ့ဆရာတွေနဲ့လူကြီးသူမတွေနဲ့သားသမီးတွေနဲ့တပည့်အောင်သားသမီးတာနေမရှိသေးပါဘူးသားသမီးတွေနဲ့တပည့်တွေနဲ့ အဲနောက်လိုက်တွေနဲ့အဲ့လိုနဲ့ဆုံတဲ့အခါမှာအလိုလိုစိတ်ကတိလာတယ်။ဘာပြောရမလဲဘလို့အ ਨੇ ဆုံးတော့တီတီပြောရမယ်ရီအောင်ပြောရမယ်ခန့်ခန့်ပြောရမယ်အဲအဲ့လိုလိုတွေတိလာတဲ့အစဉ်မျိုးထိဘုံဘုံကတော့သင်ပေးခြင်းတယ်။သင်ပေးခြင်းတယ်ဆိုတာကအဲ့ရမျိုးကဒီဒီသင်တန်းထဲမှာသင်လို့ရတဲ့ဟာမျိုးမဟုတ်ဘူး။အခုနီးရှိတယ်ဆိုတာ ပြောပေးရုံပဲ။နီးရှိတယ်ဆိုတာပြောပေးရုံ။ကျွန်တော်ကတော့ခွတ်ကိုဒါလေးကိုသတိထားနေရမှာ။ဘယ်သူနာရောက်ရင် ဟိုတကယ်တမ်းကြတော့ဒီဟိုခန္ဓာကိုယ်ကြီးနုညံ့နေဆိုတာစိတ်ကပိုနုညံ့တာပေါ့ဟိုမျက်စိပတာဒနုညံ့နေဆိုတာတဲ့စိတ်ကပိုနုညံ့တာပေါ့ကျန်တဲ့ကင်လို့ထိလို့တိုးလို့ရသေးတယ်စိတ်ဆိုတာကင်လို့ထိလို့တိုးလို့မရအောင်အဲ့တော့ဒီစိတ်ကိုနုညံ့တဲ့စိတ်ကလေးကိုခေါ်သတိမထားမိလို့လွတ်ပြထားကြတာသတိမထားမိလို့တကယ်တော့ညတော့ကိုယ်စိတ်ကလေးကိုသတိထားလိုက်ဒီမှာလာလာဟတ်တယ်ဟိုကဓာတ်တည်းရဟိုကဓာတ်တည်းရ ဟိုအလုံးသိတဲ့ဥပမာနဲ့ပြောရင်တော့ဒီလောက်ကြမ်းတမ်းတဲ့ရုပ်ကြီးဖြစ်တဲ့တန်လိုက်တုံးတဲ့တန်နဲ့တွေ့ရင်တော့တန်ထခုံတာလေတန်ဆွဲပြေးတာလေအဲ့ဒါလို့ဓာတ်တဘောရှိတယ်လို့ဒီစိတ်ကတယောက်နဲ့တယောက်ဓာတ်ရှိတယ်ဟုတ်ဘူးအဲ့ဒါငြိမ်ပြီးပါလို့နားထောင်နေတာနော်အကြည့်အခုစကားပြောတဲ့အခါမှာဟိုဘက်ကဘဟုတ္တရအောင်လေတကယ်ပြောတာအတတ်ပညာဆိုင်ရာလေပဲတကယ်သိတဲ့နာကိုပြောတာ ဒါပေမဲ့ပြောတဲ့အခါမှာဒီလိုစကားမျိုးနဲ့ဒါဒါအတတ်ပညာအစ်စ်လို့ခေါ်တာပေါ့လေမကြဘူးတဲ့ဟာပေါ့အဲ့ဒါမျိုးပြောတဲ့အခါမှာပြောပုံကိုကအတန်ရောဟန်ရောကအဲ့လိုလှုပ်တော့လိုက်သွားကြမနေ့ကတော့တရားပွဲမှာပြောမိပါသေးတယ်ဟိုစရတောင်းတာနဲ့ပတ်သက်ပြီးတော့အခုအဲ့ဒါကိုပဲဒီမှာချဲ့ပြီးတော့ပြောရင်စကားပြောတဲ့အခါမှာတဖက်လူကိုစကားကိုနားထောင်အောင်လို့အစားအသောက်နဲ့ရှင်ပြောရင်၃မျိုးရှိတယ် ားလုံးထမင်းစားဝိုင်းရောက်ဘူးတာပဲလေထမင်းစားဝိုင်းရောက်လို့စားပြီဆိုရင်သုံးမျိုးရွေးစားတတ်တယ်တစ်စားနေကြစားတတ်တယ်ဟုတ်လားစားနေကြကိုစားတတ်တယ်နှစ်အသစ်ဆန်းကိုစားတတ်တယ်ခရူးဒီဇိုင်းနဲ့စားတတ်တယ်သုံးအကောင်းဆုံးထင်တဲ့ဟာကိုစားတတ်တယ်ဟုတ်လား ဒါပေမဲ့ကိုကသူများကိုစကားပြောရင်လေကိုပြောတဲ့စကားဟာသူတို့အတွက်ဟင်းခွက်ဖြစ်တယ်လို့မျိုး အသေးဆန်းပြောပင်ခုနလိုငြိမ်ကြသွားတာဒါခုနရည်စရာပြောတာကြတော့မပြောတတ်သေးတော့မပြောရဲသေးတော့ပြောတတ်အောင်တော့မပြောရဲသေးဘူးအဲပြောရဲအောင်တော့ပြောနေမကြသေးဘူးအဲအဲ့ဒါကြောင့်မို့ဒီဟာတာပြောတဲ့အတတ်ပညာဘက်ကဆက်သွားလို့မရလို့ဘုံမဒီဘက်ပြန်ခေါ်လိုက်တာ ခုစကားပြောတဲ့အခါမှာ၃မျိုးအစားတော့စားရင်လူတိုင်းကြည့်ပေါ့ကိုလည်းစားနေတာပဲစားနေကြကိုစားတယ်ကြိုက်တယ်ပေါ့လေအသည့်အဆန်းကိုလည်းစားတယ်ကြိုက်တယ်ပေါ့လေနောက်ကိုစိတ်ထဲမှာအကောင်းဆုံးလို့ထင်နေဟာလေစားတယ်ကြိုက်တယ်ပေါ့လေဒါအစားတော့တောင်ဒီလိုမျိုးဆိုရင်စကားလေးပဲကိုကဒီ၃မျိုးတည်းအတာပြောပြီအသည့်ဆန်းပြောပြီကြိုက်တယ်နားထောင်တဲ့လူကသူကြားနေကြလေးပြောပြီ ကြိုက်တယ်။သူကောင်းမယ်ထင်တဲ့ဟာလေပြောပြီးကြိုက်တယ်။ဟိုဒါမျိုးဆိုရင်ဖုံဖုံတို့ထင်ပါတယ်ဖုံဖုံစာအုပ်တွေစုံအောင်တော့မဖတ်ဘူး။တကယ်စကားအတတ်ပညာကြဒီဖယားဟောတဲ့စာတွေကိုပဲကြည့်ပြီးတော့ပြောတာပါ။ကြည့်ပြီးတော့သင်ပေးခြင်းလား။ဟိုကျောင်းတော်ကမှတယောက်ကတော့ပြောတယ်ဆရာတော်ရဲ့စကားတက်ပညာသင်ပေးမယ်ဆိုပြီး TV ရိုက်ပြီးလွှင့်မယ်ပြောနေတယ်ဆရာတော်ဘယ်သင်တန်းတွေတက်ဘူးလို့တော့ ਨੇ ဘယ်သင်တန်းမှမတက်ဘူးဘယ်သင်တန်းမှမတက်ဘူး ဒါပေမဲ့ကို့အဖေနဲ့ကို့အမေနဲ့ရန်ဖြစ်တာလည်းပဲကို့ရဲ့အတတ်ပညာသင်တန်းသူတို့ရန်ဖြစ်တာနားထောင်နေတာစကားပြောတတ်ပြီလေဟုတ်တယ်မဟုတ်လားအဲဒါမှမဟုတ်ဘာကြီးဘာတွေဦးကြီးဦးလေးတွေထိုင်စကားပြောလဲဒါအတတ်ပညာတယောက်နဲ့တယောက်ခေါ်ပြောမေးပြောထူးပြောလဲဒါအတတ်ပညာဟိုလိုသင်တန်းနေတော့မတက်ဘူးဝိမဲ့ဖုံးမကဒါနားထောင်ရင်းနဲ့ကိုရလာတဲ့အပြင်ဖျားခိုးတဲ့တရားတွေထဲမှာဒါအဆုံးပါတာပဲအဲ့လိုကြီးမလုံးနဲ့ကဲစကားဘယ်နှခုံးပြောရမလဲ ပါလေတော့အဲ့လိုပြန်မေးပြီးအဲ့လိုပြန်ဖြေတဲ့သင်တန်းမျိုးဟာတောကြရင်ကြမကြရင်တငယ်တန်းထိတိုင်းခလိုက်ရရခေဖုံမုံကိုဖုံမုံကြိုက်အောင်စကားသုံးခေါင်းလောက်ပြောပြဖုံမုံကိုမပြောပါနဲ့လေကို့လူတွေကိုကြိုက်အဲ့ဒီသုံးမျိုးတွေကကြိုက်တာတစ်မျိုးပြောပြပေးဘယ်သူပြောမလဲ ဖုံးဖုံးကြိုက်အောင်ပြောနိုင်ရင်ပြောဒါမှမဟုတ်ရင်ကြံတဲ့သူတွေကြိုက်အောင်ပြောနိုင်ရင်ပြောဖုံးကြိုက်အောင်ပြောနိုင်မယ်တကယ်ပြောกว่าပြောဟုတ်တယ်ဒါမှလဲဆိုတော့ဟိုလူတယောက်ကဟုတ်လားကိုကိုနဲ့ပတ်သက်ရပတ်သက်ကြောင်းလေးပြောရင်ကြိုက်မယ်လို့ထင်ပါတယ်ဗျာပထမဆုံးပြောချင်တာကတော့ဒီစကိုင်းမျိုးကြီးအရန်လှတယ်လို့ပြောချင်တယ်ဗျာဟုတ်လဲမဟုတ်ဘယ်နဲ့ရှောက်ပြောတယ်သူကပြီးတော့ဒီမှာတပည့်တော်ကဘာလို့အဲ့လိုပြောလဲဆိုတော့ပြီးတော့ဒီစကိုင်းတရားရောက်လို့ရှိရင် ဒီဘက်တစ်ဖက်ကဟန်းနေဟိုဘက်ကိုလှမ်းကြည့်ရအရသာဘာတည်းမှမလေးနိုင်ဘူးဗျာ။ तू อ่ะအာဖုံဖုံကနေ့တိုင်းမန်းလေးကြောင်းသွားတဲ့ပြန်တွေ့ပါများတော့ယိုးအာဖုံဖုံဖုံဟာဒါပြီးတော့เนาะအဲ့လိုမျိုးပေါ့เนาะပြီးလည်းပြီးတော့ तू อ่ะတင်စားတာဆိုဂျိုင်းတောင်လို့ तू อ่ะဟာအဖြူလေးနေ तू อ่ะကြောက်ဖျားလေးထုံဖျားလေးပေါ့เนาะအခုရွှေချကုန်ပြီရွှေချတွေတော့ကုန်ပြီပြီးလည်းပြီးတော့လေဒီ ARD မြကန်းဘေးနားမှာနေရရတာပေါ့เนาะဒီရတာအရှင်ပြဒီတုံတုံလူတွေခုတော့ဒီပတ်စံကုညခံမြန်မာသားတွေဆိုလို့ရှင်လာနေကြတာအရှင်ပြ တပြောစီတင်မိုးကြီးနဲ့လာပြီးတော့တပြီးတော့ရှိတဲ့အချိန်မှာတော့2ရက်လောက်အချိန်ပေးပြီးသူတို့အမှအဲ့ဒါကြီးဒီတိုင်းထိုးပြီးအဲ့မစ်စိန်မှာအတိုင်းနေသွားကြဒါတပြီးတော့ဆိုဒါခါကွင်းတင်လို့အဲ့နေရာမှာအဲ့လိုနေရတာဗောနော်ဒါတော့ဒီစကိုင်းမှာနေရတာစကိုင်းမှာနေရတော့အဆင်ပြေတယ်လို့ပြောမှာဗောနော်ဖေဟာနော်အမှန်ကစကားပြောတဲ့အခါမှာနားထောင်တဲ့သူကစကားအတတ်ပညာအနေနဲ့ယဉ်ကျေးမှုအနေနဲ့ပြောတဲ့သူကိုကြည့်ရမှာအခု तू ကဖုံဖုံကိုကြိုက်အောင်ပြောမယ်ဆိုကြတဲ့သူကြည့်ကိုမကြည့်တော့ ဟိုတမီတို့မျိုးနယ်မှာဗောနော်ဖုံဖုံလာပြီးတော့တရားဟောတယ်အဲတပီတော့လာနာရေဖေလာနာရေခါကြတော့ဖုံဖုံမကြိုက်တဲ့ဟာအဲ့လိုမျိုးထမင်းဝိုင်းနေမှာဗောနော်အကောင်းဆုံးကိုပဲလေလူကြီးတွေကိုမကြည့်ပဲရွေးပြီးသူကြည့်ပဲစားနေအောင်ဖုံဖုံမကြိုက်ဘူးဗျာမဟုတ်ဘူးတမီစားတဲ့အချိန်တော့ပေးစားတယ်ဘာဖြစ်လို့လဲဆိုတော့တမီတို့မတို့ဟောတယ်တဲ့မှာအဲ့ဖုံဖုံကအဲ့နေချင်းပြန်ပြန်လာတာနေရမျိုးနယ်မျိုးတွေကိုလိုက်ပြီးတော့ တရားလိုက်ဟော်ပြီးတော့ပြန်လာအဲ့အလှူတန်းပွဲတွေလိုက်သွားတယ်။သွားတဲ့ပွဲမှာအဲ့ဖုံဖုံတပါဖုံဖုံတို့ထက်စီနီယာမဟုတ်ဘူးဂျူနီယာကြပါတော့ငယ်လဲငယ်ဒါပေမဲ့ဖုံဖုံတို့ထက်ဟိုဝါရှိရဲ့ဖုံဖုံနေနဲ့လည်းအတူတူထိုင်ရတယ်အဲ့လိုမျိုးထိုင်ရတဲ့အခါမှာတဲ့ဖုံဖုံလည်းရှိရဲ့ဒါပေမဲ့အဲ့ဖုံဖုံကမလိုက်ခဲလားပါလားမသိဘူးအရန်အဲ့လိုမျိုးကောင်းတဲ့မဟုတ်ကိုသူကြည့်ပဲနှိုက်နှိုက်ပြီးစားရယ်ပေါ့နော်ဟို ကြံတဲ့ဖုံဖုံတွေကိုလည်းဘုံမချဘူးဒနာနေတာအဲ့ဒါစီးကျူးကြည့်တော့မှကျွေးလည်းမကျွေးဘူးဆိုတော့အဲ့မဖန်စိတ်တဲ့ရတယ်အရင်ကလစ်ကလစ်ဖြစ်ပြီးတော့အသေးရာနေတယ်ဆိုတော့အဲ့လိုမျိုးလူအသေးရတယ်လို့ဖုံဖုံမပြောဘူးတမီးဖုံ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 ပြောရင်ဥရရတယ်ပြောတာဥရရတယ်ဖုံဖုံကအသေးရအဲ့လိုမျိုးကိုထက်ဝါကြီးရဲ့လူတွေကိုလည်းဥမချဘူးပေါ့နော်သူကြည့်ပဲအလိုက်မသိရဘူးဖုံဖုံကမကြိုက်ဘူးလို့ထင်ပါတယ် ။ဖုံးဖုံးကြိုက်တာပြောမယ်ဆိုပြီးမကြိုက်တာပြောသွားတာ။အသမီးခုနကမကြိုက်တာပြောမယ်လို့ပြောတာ။ဟုတ်လား။အဲအသမီးစပြောခဲ့တဲ့ကြိုက်တာ။ဟုတ်ဒါတော့မတရားဘူးနော်ဘော။ပြီးတော့ကြတော့ဘော။ကိုင်းတောင်ကြီးကိုလှတယ်ပြောရတယ်မကြိုက်ဘူးလေဒါကဟုတ်လေသားကြိုက်အောင်ပြောမယ်ပြောလို့ဖုံးဖုံးကမကြိုက်တာဒါကဟိုသားတို့သမီးတို့နှစ်ယောက်လုံးကိုကျေးဇူးတင်ပါတယ်ကြိုက်ကြိုက်မကြိုက်ပြတိုက်ကျေးဇူးတင်ပါတယ်လူတိုင်းလူတိုင်းမှာအားနည်းချက်ရှိတယ်စကားပြောတာမှာပဲဖြစ်ဖြစ် အလုံးလုံးတာပါပဲဖြစ်တယ်ဆက်ဆံရေးမှာဖြစ်ဖြစ်အားနေချက်ရှိတယ်ဒီအားနေချက်လို့ပြောလိုက်တာ ਨੇ ဟိုဒါတို့သမီးတို့ရဲ့စိတ်တွေမပြောင်းနဲ့နော်ကိုအားနေချက်လို့ဖမွားလူတိုင်းလူတိုင်းမှာအားနေချက်ရှိတယ်ဆိုတော့ကိုအားနေချက်တဲ့ကိုတွေ့မှာပဲမပြည့်စုံတာ ਨੇ ပြည့်စုံတာဟုဘယ်ဟာအားနေချက်လို့ကိုထင်တယ်တည်းဆိုရင်ကိုမပြည့်စုံတာကိုအားနေချက်လို့ထင်တာကိုအရေးချင်းမရှိတာကိုအားနေချက်လို့ထင်တာ ကိုမလုတ်တတ်မကင်တတ်တာကိုအာနေချက်လို့ထင်တယ်။ဘုံဘုံကလူတွေရဲ့အာနေချက်ကြတော့ဒါလူတိုင်းသိတယ်။ဒါလူတိုင်းသိတဲ့စကား။ဘုံဘုံကလူတိုင်းလူတိုင်းမှာအာနေချက်ရှိတာကြတော့အဲ့ဒါကိုအာနေချက်လို့မမြင်။သူတဦးတယောက်အတွက်သူအာနေချက်ရှိပြီမဲ့။တစ်ဖက်လူနဲ့စကားစစ်တိုက်တဲ့အခါမှာဆိုဘသူကလက်ဝဲထိုးတယ်။ဘေရောညာရောတန်မာပေါ့ ဆိုပါစို့ကွယ်ဘလုံးကန်နေဘေရောညာရောတန်မှာပေါ့ကိုကဘေတန်ဆိုရင်ညာအားနေတာလူတိုင်းသိတယ်ကိုကညာတန်ဆိုရင်ဘေအားနေတာလူတိုင်းသိအဲ့တော့တိုးကျင်တဲ့လူဟာနှစ်ဖက်လုံးကိုပါဖြစ်တယ်တန်အောင်ကျင့်ညာတာပဲဒါတကယ်စကားစစ်ထိုးရင်ဒါတကယ်ဘလုံးကန်ရင်တကယ်လက်ဝတ်ထိုးရင်တကယ်ပွဲဝင်ရင်ကိုအားနေချက်ကိုဖြည့်ပြီးကြည်ကြတကယ်တမ်းဖုံဖုံပြောချင်တာကအဲ့ဒါအားနေချက်မဟုတ်ဘာအားနေချက်လဲဆိုတော့ ိုကိုကိုအကောင်းဆုံးထင်တဲ့ဟာအားနေချက်နားရှုပ်သွားတာမရှုပ်ရင်ဘုံဘုံပြန်မေးမယ်ဘုံဘုံစောစောကပြောတော့ကလူတိုင်းမှာအားနေချက်ရှိတယ်ဆိုတာဟာအခုကိုကအကောင်းဆုံးလို့ထင်တဲ့ဟာအားနေချက်ဆိုတာပေါ်လာမပေါ်ဘူးနော်ကိုမတန်တာကိုအားနေချက်လို့ပဲထင်တာကိုမပြည့်စုံတာကိုပဲအားနေချက်လို့ထင်တာရုပ်လာတဲ့သူမှာလှတာဟာအားနေချက်ပဲပညာတက်တဲ့သူဟာတက်တာဟာအားနေချက်ပဲပညာရှိတဲ့သူဟာ ညာရှိနေတာကသူ့အတွက်အားနေချက်ပဲတယောက်တည်းအတွက်အားနေချက်ကိုပြောတာမဟုတ်ဘူးမျက်နှာချင်းဆိုင်တိုက်ပွဲဆင်တဲ့အခါကြာခနာရှုပ်ရင်မေးကြရုပ်ချောတဲ့သူကရုပ်ချောတာအားနေချက်ဟုတ်တယ်ပညာရှိတဲ့သူကပညာရှိတာအားနေချက်ဆိုဟုတ်တယ်ရှင်အဲ့အဲ့ဒါလေးတကယ်ပတ်သက်ပြီးတော့ပညာရှိတာပေါ့နော်ပြည်သူ့မှာရှိနေတဲ့ပညာသူ့ရဲ့အားနေချက်ဆိုတော့ဟုတ်တယ်ဥပမာဒီဆရာဝန်တယောက်ကဆေးကုတက်နေတယ်ပေါ့ရှင်ဗျာဒီဆရာဝန်တယောက်ကဒီဆေးကုတက်နေတဲ့ဟာနဲ့ပတ်သက်ပြီးတော့သူ့ရဲ့အားနေချက်ကဘာဖြစ်နိုင်မလဲဆရာ ဗျာဟုတ်တော့ဒီဟာနဲ့ तू တမွေးအောင်ပြုပြီးဒါ तू က professional တယောက်ဖြစ်သွားပြီဒီနားပတ်သက်ပြီးတော့ तू ဆရာလာလို့လို့များတော့ तू ကပြန်ပြီးဆရာလုံးမရ तू အ तू ကနေပြီးတော့သူများတွေကိုဆရာပြန်လုံးနေဟာ तू အားနဲ့ချက်ကိုဘယ်သူကပြန်ဘယ်လိုနိုင်မလဲရှင်ဗျာအဲ့ကြတော့နည်းစဉ်းစားရသွားရဟုတ်ပြီဟိုအဲ့လိုစဉ်းစားတာကိုယေຊုတင်တယ်သဘောကျတယ်နောက်ထပ်ဘယ်သူပြောမလဲဟိုလေကိုမအားနဲ့ချက်ရှိရင်လေတကယ်လို့မှစကားတတ်ပညာဟိုစကားတကယ်လို့ပြောတတ်ခဲ့ရင်ပေါ့နော်အဲ့အားနဲ့ချက်ကိုအားတာချက်အနေနဲ့ပြောရင် ပြောလို့ရပါတယ်တဖက်သားလူဘောနော်ဟိုတက်ကလုံကတော့အဲ့လိုမေဂျာတွေပေါ့နော်အဲမေဂျာအသင်းတွေဘောလုံးကန်တော့အသင်းလိုက်ဘောလုံးကန်တော့ကို့မေဂျာယောက်ျားလေးတွေနဲတယ်နေတော့ခါကျတော့အဲ့လိုမျိုးယောက်ျားလေးမိန်းကလေးတဖွဲဖွဲတော့ခါကျတော့ယောက်ျားလေးတွေပါဘောနော်ဟိုအားနွဲတဲ့သူတွေပါမရှိရှိတဲ့လူအကုန်ဖွဲရတာဆိုတော့အကုန်ပါပေါ့နော်အဲ့ကြတော့ အားကစားတော့တိတ်စိတ်ဝင်စားတဲ့လူတွေတော့ပါတော့ခါကျတော့ကိုကသူများတင်ရနည်းနည်းစိတ်ဝင်စား training ဆိုလဲပုံမှန်တက်တယ်ကိုတင်ရကြတော့အဲ့လို training ပါတယ်တိတ်ပြီးတော့မတက်တဲ့လူတွေပါတော့ခါကျတော့ပြိုင်ဝဲမှာပေါ့နော်တော်တော်လေးကိုသိတာကိုဘက်ဂိုးဘက်ကိုမဝဲဘဲနဲ့သူသူတို့ဘက်ပဲဝဲနေရပေါ့နော်အဲအဲ့ဒီအတွက်ကြောင့်မလို့ဟိုသူတို့တစ်ဖက်ကလူကအားပေးတဲ့လူတွေကပေါ့နော်ဟိုဝိုင်းဟားကြရပေါ့နော်အဲသူတို့ကပေါ့နော်ဟိုသူတို့ဘက်ကိုဂိုးကိုမရှိဘူးငါတို့ဂိုးသမားပြေးနေပြီးပြေးနေပြီးလို့ပြော ဟဲ့လေနင်တို့ကိုသမားတဲ့အလှပြနေငါတို့ကိုသမားအစွမ်းပြတာဟဲ့အာအရင်သဘောကြပါတယ်လို့ကိုပြောတတ်ရင်ပေါ့နော်ကိုရဲ့အာနေချက်ကအားသာချက်ဖြစ်ပါတယ်လို့အာပြောချင်ပါတယ်ဟုတ်တယ်တမီဟုတ်တယ်ဟိုခုနဟိုအပေါ့ဖမုန်းတို့တမီပြောတယ်လို့ဘောလုံးကဘကိုဖမ်းနေရတဲ့သူကအစွမ်းပြတာလေမဖမ်းရတဲ့သူကအလှပြတာဆိုတော့ကိုရည်ချင်းမရှိဘူးပေါ့ဖမုန်းတို့အညာမှာလည်းပြောလေးရှိတယ်အေးတို့ကတော့နိုင်နေဟိဘလို့နိုင်တော့ကျွဲနိုင်တော့နိုင်နိုင်တာ ဟိုအပြေးပြိုင်တဲ့ခါမှာလူအပြေးပြိုင်တာကရှေ့ရလူကနိုင်တာလားနောက်ကလူကနိုင်တာလားကျွေးတွေခွေတော့နောက်ကလိုက်ခွေရှေ့ရထွက်ပြေးတဲ့ကောင်ရှုံးတာအဲအဲ့ဒါလို့ပေါ့ဟိုဒီလိုလေးတွေဟိုလောကသဘောနဲ့သမီးပြောသလိုပြောတတ်ရင်တော့အဲ့လိုကိုကိုအားနေချက်ကစကားပြောတတ်ရင်ကိုကပဲသားသလိုလိုဖြစ်သွားတာဒါပေမဲ့ရှုံးတာရှုံးတာပါဟိုပညာတတ်တဲ့သူကပညာတတ်တာအားနေချက် လို့ပြောပါနော်ဟုတ်တယ်ဟုတ်တယ်တာဟုတ်တယ်တင်ပါအဲ့ဆိုရင်ပညာမတတ်တဲ့သူပါဟောပညာမတတ်တာအားနေချက်ပဲအဲဟုတ်ပြီအဲအဲ့ဒါလေးအဲ့ဒါလေးကိုပြန်ခေါ်လို့ဒါလေးစောင့်နေတာစကားပြောတဲ့အခါမှာစိတ်ဝင်စားအောင်ပြောရင်ဒါပဲလေပညာမတတ်တဲ့သူကအားနေချက်ပညာတတ်တဲ့သူကအားနေချက်ရှိတယ်လို့မထင်ဘူးလူတိုင်းမထင်ဘူးအဲ့တော့ပညာမတတ်တဲ့သူကအားနေချက်ဆိုတော့ပညာမတတ်လို့ကိုသူကအားနေတာ ဘာအားနေတာပညာအားနေတာဟုတ်လားပညာတက်တဲ့သူကြတော့ဘလို့အားနေမှာလဲသူ့ကိုဘလို့အားနေချက်ခေါ်မလဲဒါတမ်းမို့ဖုံမွှရှိရဗာလေးထည့်ပေးလဲဆိုရုပ်ချောတဲ့သူဟာရုပ်ဆိုးတဲ့သူကအားနေချက်လीပေါ်ရုပ်ချောတာကိုပဲကောင်းတယ်ထင်ထားကြတာအဲ့တော့ရုပ်ချောတဲ့သူကအားနေချက်ကြတော့ဒါမငင်းရဘူးပညာတက်တာအားနေချက်ကြတော့ငင်းတယ်ရုပ်ချောတဲ့သူအားနေချက်ဟာဒီရုပ်ကြောင့်ကိုပဲသူများကသူ့ကိုနိုင်သွားတယ်ရှုပ်တာအေးရှုပ်အောင်ပြောတာပဲလीအ ရာမလက္ခဏာ Z Z တို့ကြီးကလို့ပြောရလာတယ်။မေတီရာရှောတော့ဟိုအဲ့ချောရဲတသက်ကူကဖမ်းပါလား။ချောရဲဘောမှာနေပြီးတော့အဲသူ့ကိုဟိုဒါသကြီးကဟိုသူ့ရဲ့သူ့ကိုလိုချင်လုံးလို့ဟိုသူကသူ့ရဲ့ရုပ်လှတဲ့အာနေချက်ကြောင့်ဟိုသူမရှိမနဲ့တက်တဲ့ဟိုဒါသကြီးစီမှာ၃နှစ်၃မိုးဆက်ချီဦးညိုကအဲ့လိုရေးထားတာ။ခိုးသွားခံရတယ်။ စာဖဲပြီးတော့ပြောတာမဟုတ်ဘူးပြီးတော့ငယ်တော့ TV တွေမှာကြည့်ဘူးလို့တော့အေးအေးပါဟုတ်ပါအဲ့လိုနားလေပါလေဗျာတပည့်ကနားဟုတ်တတဟုတ်ဖုံဖုံဒီဒီသားပြောသလိုပဲရုပ်ချောတာဟာဒါကြအာနေချက်မဟုတ်တော့ရုပ်ချောတာအန္တရာယ်ရှိတယ်ခေါ်တာဟုတ်ပြီနော်ဖုံဖုံပြောတဲ့အာနေချက်ဆိုတာလေးပဲဖုံဖုံပြောပြမယ်ဖုံဖုံပြောတဲ့အာနေချက်ဆိုစကားတဦးနဲ့တဦးပြောတဲ့အခါမှာဟိုစစ်တဦးနဲ့တဦးတိုက်တဲ့အခါမှာစစ်ဆွဲတယ်ခေါ်တယ်စစ်မြူတယ်ခေါ်တယ် ဟုတ်ပလားဒီလူတယောက်ထွက်လာအောင်ဒီလူတယောက်ထွက်လာအောင်ခေါ်တဲ့အခါမှာတတိရှိတဲ့သူကမင်းတတိမရှိပါဘူးလို့ပြောရင်ထွက်လာတယ်လို့မျိုးစစ်မြူတာပေါ့လေဒါဒါသိတာအောင်ပြောတာပါ ရုပ်ချိုးတဲ့သူနာကိုချင်းကတ်ချင်းရုပ်ချိုးရင်သူဒါကိုဂုံယူထားတာလေဒါကိုသဘောကျထားတာဒီလူအတွက်အနည်းအဆက်ချင်းကတ်စရာဒါပဲသူဒါကိုသဘောကျနေတာ တို့ဒါကြိုက်နေတာ။ဟိုတရားသဘောလို့ပြောလိုက်ရင်ရှင်းတယ်။ဒါပေမဲ့တရားသဘောနဲ့ကြတော့ဒီသားတွေသမီးတွေကသဘောတရားလောက်တောင်သိချင်မှသိအောင်မ။သမီးတော်တော့နားတော့ရင်ပါလေဗျ။